ိုင်းဘက်ကနေပိတ်ထားတဲ့ရေလမ်းကြောင်းကနေလောင်စာစီတင်သွင်းတာတွေကို ပုံမှန်ပြန်တင်သွင်းတော့မယ်လို့တောက်ခရိုင်ဝန်ကပြောကြားလိုက်ပါတယ်ဒေါခင်ယူပါတင်ဆက်ထားပါတယ်ရှင်ထိုင်းဘက်ကနေလောင်စာစီတွေရေလမ်းကြောင်းကနေတင်သွင်းခွင့်ပိတ်ပင်ထားတဲ့အပေါ်ကင်းနေကြဆောင်တက်ကနေဆက်ဂိတ်တွေကိုပိတ်ပင်မယ်လို့ပြောဆိုလိုက်ပြီးတဲ့နောက် တက်ခန်အာနာပိုင်းနေဟာနိုဝင်ဘာလ14ရက်ညနေပိုင်းကအရေးပေါ်အစည်းအဝေးတည်းရဲ့ကျင်းပခဲ့တာပါဆွေးနွေးဆုံးဖြတ်ချက်အရလောင်စာစီတွေကိုနေဆက်ဂိတ်၃ခုကနေပုံမှန်တင်ပို့နိုင်မှာဖြစ်ပေမဲ့ ส่วนင်လည်းစီဝါရေးဝင်ကြီးဌာနကချမှတ်สားတဲ့စီကံအတိုင်းစီတွေမတင်ပို့ခင်စစ်ဆေးမှုအဆင့်တွေဖြတ်ကျော်ရမှာဖြစ်တก်လို့တက်ခိုင်ဝင်ကတရင်တောက်တะครับในเรื่องของการส่งน้ำมันตรงท่าข้ามทั้งสามท่าตรงนี้นะครับในแนวทางปฏิบัติก็ปฏิบัติเหมือนเดิมนะครับในส่วนที่เพิ่มก็คือการที่ต้องปฏิบัติตามกฎกระทรวง နေဆက်ကရုစိတ်သုံးခုကနေလောင်စာစီတင်ပို့တာကတော့အရင်လိုပဲဖြစ်ပါတယ်။ဒါပေမဲ့စွန့်ရင်ဝင်ကြီးဌာနကချမှတ်ထားတဲ့မူဝါဒအတိုင်းဆောင်ရွက်ရမှာဖြစ်လို့နောက်ထပ်အလုပ်တစ်ခုဖြည့်ဆွက်လာတာရှိတယ်။အဲ့ဒီကိစ္စအတွက်ကျွန်တော်တို့တက်ခန်စွန့်ရင်ဝင်ကြီးဌာနကလည်းလောင်စာစီကုန်တွေတွေနဲ့ဆွေးနွေးတိုင်ပင်ပြီးဖြစ်ပါတယ်။အကောက်ခွန်ဌာနရဲ့စစ်ဆေးမှုအပြင်တင်ပို့မဲ့စီတွေကိုတူလောင်စီတဲ့အရင်ပြောင်းထည့်ပြီးမှနောက်တစ်ခါပြန်ထုတ်ပြီးတင်သွင်းခွင့်ရမှာဖြစ်ပါတယ်။ဒီလိုလောင်စာစီကိုတိုက်ရိုက်မတင်သွင်းတာဟာလုံခြုံရေးနဲ့မိဘအနေနဲ့ကာကွယ်တဲ့အနေနဲ့ရော စီရဲ့အရေးသွေးကိုစစ်ဆေးခြင်းနဲ့တမတ်ထားတဲ့နေရာကလွဲပြီးတခြားနေရာတွေစီပို့ဆောင်မှုမရှိအောင်ကာကွယ်တာဖြစ်တယ်လို့ဆိုပါတယ်။စစ်သုံးစီကုန်းတွေကလည်းတမတ်ထားတဲ့စီကံချက်တွေနဲ့အညီပေါင်းဝင်အောင်စူးစမ်းနေတယ်လို့ပြောဆိုပါတယ်။ဒီမှာအချပ်ပါနေဆึ่งออกมาใหม่เนี่ยเขาป้องกันไม่ให้เราไปลงน้ํามันในเขตอื่นนะครับခုထွက်လာတဲ့ဥပဒေတစ်ခုက လောင်စာစီတွေကိုတက်မှတ်ထားတဲ့နေရာမှာမသွင်းမဲ့တခြားနေရာမှာသွားသွင်းမှာကိုကာကွယ်တဲ့အနေနဲ့ဖြစ်ပါတယ်။ကျွန်တော်တို့ကလည်းတက်မှတ်ထားတဲ့ဘောင်ထဲဝင်အောင်လုပ်မယ်။အဲ့ဒီဥပဒေအရကားပေါ်ကစီကိုနောက်ထပ်စီတိုးလောင်တဲ့စီတဲ့အရင်ပြောင်းထည့်ရမယ်ပြီးတော့အရင်ပိုက်လိုင်းကနေပဲပြန်ပြီးတင်ပို့ပါရတယ်။အဲ့ဒီအချက်တွေကိုဖြည့်ဆွက်လိုက်တာပဲဖြစ်ပါတယ်။လက်ကဆုံออกทางแนวท่อเดิมนั่นแหละนะครับเพียงแต่ว่าเราเพิ่มอุปกรณ์ตรงนั้นมาเพิ่มอีก1ตัวนะครับဒီစီကန်ချက်အရ73စီတိုးလောင်အောင်နေရာကိုဝင်ဘာလ16ရက်နေ့အပြီးတည်ဆောက်มาဖြစ်ပြီး စီတင်ပို့မဲ့သူတွေဟာဒေသဖွံ့ဖြိုးရေးဦးစီးဌာနအကောက်ခွန်အမကန်ယုံအင်ဂျင်နီယာဌာနစတဲ့ထောက်ခံစာတွေအစဉ်အဆက်ယူရမှာဖြစ်ပေမဲ့ထောက်ခံချက်တွေအားလုံးကိုတနေရာတဲ့တနေတဲ့ပြီးအောင်ဝန်ဆောင်ပေးဖို့ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ဘုံမှုဆော့ချစ်သူဦးဆောင်တဲ့ BGF နေကြာဆောင်တက်ကတော့နိုမာလာ16ရက်နေ့အထိဂိတ်၃ခုကနေလောင်စာစီတင်သွင်းခွင့်မပြုရင်ဖျား၃စုကနေမဲဆောက်အထိနေဆက်တလျှောက်လမ်းတွေကိုပိတ်ပင်မယ်လို့ပြောဆိုခဲ့တာပါ။အဲ့လိုပိတ်ပစ်လိုက်ရင်အဲ့နေဆက်တွေကနေ မြန်မာဘက်ခြမ်းကိုတင်ပို့နေတဲ့ထိုင်းကုန်စည်တွေအလုံးရပ်တန့်သွားမှာဖြစ်ပါတယ်။ကျွန်မခင်ပါပါရှင်။